ေသေယောအခာတောင်းမြင်တထေးသားသည် လေးအတတ်တွင်ကျွမ်းကျင်သည်ထင်ကျင်းငှက်ကျုပ်ကိုပြစ်ခတ်ဖမ်းယူလေရှိသည်တနည်းထနိုင်တောင်းမြင်တထေးသားသည်ချောင်းကန်းဆက်တစ်ခုတို့ငှက်ပြစ်ထွက်လာလေသည်ထိုချိန်တွင်ချောင်းကန်းပါးတွင်နားနေသောဗျိုင်းတကောင်ကိုပြည့်၍ယူလာလေသည်တောင်မြင်တထေးသားသည်ဗျိုင်းကိုယူလာသည်အိမ်သို့ပြန်လာရာလမ်းခရီးတွင်မြောက်ပြင်တထေးသားနှင်းတွေ့ပါသည် မြောက်ပြင်တထေးသားသည်တောင်ပြင်တထေးသားလက်ထဲ၌ဗျိုင်းကိုတွေ့တဲ့အခါချက်ချင်းမင်းငိုယို၍ဤသို့ဆိုလေသည်အိုးတောင်ပြင်တထေးသားကျွန်ုပ်၏ဗျိုင်းကိုအဘယ်ကြောင့်ပစ်ခတ်ပါသမီးကျွန်ုပ်၏ဗျိုင်းသည်တာမန်ဗျိုင်းမဟုတ်ကပါတနီလင်းရွှေစင်တစ်ချက်သာအန်ထုတ်ယူပင်နေတော်ဗျိုင်းဖြစ်ပါသည်လင်းနှင့်ပစ်လူကောင်းပါသလားဟုဆိုသည်ထိုသို့ဆိုယုံများမကယုံမင်းထန်တွင်လဲထိုနီအတိုင်းလင်းလဲပြောဆိုတရားစွဲလေသည်ထို့အခါ တောင်ပြင်တထေးသားကမြောက်ပြင်တထေးသားအားဤသို့မြေးလေသည်။အိုးမြောက်ပြင်တထေးသားသင်ဤပြိုင်းသည်သင်ခံရတဲ့နှစ်လင်ရွှေစင်တစ်ချက်သာအန်ထုယူပေးနေသည်မှာမိမြကြပြီနီးဟုမြေးလေသည်။မြောက်ပြင်တထေးသားကတနည်းရှိပြီဟုဖြေလင်တောင်ပြင်တထေးသားကယုံမင်းဟာဤသို့ချော်ထားသည်။အိုးအရှင်ယုံမင်းကျွန်တော်မျိုးသည်အင်ရှိချံဝင်းအတွင်းတွင် ရွှေစင်ကြပြများကိုပုံ၍ထားပါသည်ဤပြိုင်းသည်နေ့တိုင်းလာ၍တနေ့ကို တကြစီခိုးယူရာကျွန်တော်မျိုးနေ့တိုင်းချောင်းလန့်ရပါသည်မြည်တို့ပင်ချောင်းလန့်မောင်းထုတ်တော်လဲမရခဲ့ပါယနေ့မှာဤပြိုင်းကိုရပါသည်ဤပြိုင်းသည် ပြိုင်းတကိုးဖြစ်ပါသည်မြောက်ပြင်တစ်ထေးသားသည်တကိုးလက်ခံဖြစ်ပါသည် ထို့ကြောင့်ဤပြိုင်းကျွန်တို့ထံမှခိုးယူသွားသော ရွှေစင်၃ပိတ်သာ60ကျောင်းကိုမြောက်ပြင်တထေးသားကအလျောပြန်ပေးတင်ပါသည်ဟုလျှောက်ထားလေသည်ထို့အခါမြောက်ပြင်တထေးသားမှမငင်းသာသောကြောင့်ရောလိုက်ရလေသည်ဤပုံပင်တွင်တောင်ပင်တထေးသားပြိုးသောစကားကို ကောက်ပင်ရေကလေးစကားဟုခေါ်ပါသည် ကောက်ရေကမာသည်ကောက်ပင်များကိုလက်သေးတွင်မြင်းမြန်စွာဆုပ်ကိုက်ပြီးမှမိမိသည်စဉ်ထင်းရေးလေတဲ့ကဲ့သို့တောင်ပင်တထေးသားသည်လည်း ယောပြင်တထေသားဤစကားကိုမြင်းမြန်စွာဆုကိုက်ပြီးမှမိမိစကားဖြင့်ငင်းမြအောင်ချီနှောင်ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။စကားအရာမှာလိမ္မာပါနစွာပြောဆိုတတ်ခြင်းသည်မိမိ၏အကျံစီကိုအောင်မြင်ပြီးမြောက်စေနိုင်ပါသည်။ပုံမြင်လေးကဒါပါပဲ။ကျေးဇူးတင်ပါတယ်။